BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လင်းချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာပါရှင် အောက်တိုဘာလ17ရက်စနေညပိုင်းအစီအစဉ်ကို BBC ဝိုင်းတော်သားရင်းနဲ့ဒီကျမတီတာတွေကတင်ဆက်ပေးမှာပါ။ရခိုင်ပြည်နယ်တန်တွဲနယ်ဂွားမြို့နယ်တွေအခုရက်ပိုင်းတွင်စစ်တပ်ကရေပြင်ကနေရောဝေဟင်ကနေပါတိုက်ခိုက်တာတွေရှိလာနေတာမို့ဒေသခံတွေအနေနဲ့စိတ်ရေးသတိရှိကြဖို့အေအေကအသိပေးထုတ်ပြန်ထားပါတယ်။ရှိတာတော့ဘယ်လိုမှမဖြစ်ရှိရတာဆက်ကွန်ပျူတာစစ်စင်ဖို့တွေအဖြစ်အရှိတွေဒီမှာရှိနေတဲ့ဒီရှေ့ဆူလောက်ပြီးပုံရအောင်ထားတယ် အရင်ကအစီအလောက်ရှိတော့ဒီညနေ၈ဆိုင်ကနေထားတော့မှပြီးနေရာပြောရဲအားရရကူလေးနဲ့ရှင်းတာရှိဒီကြောင့်နဲ့တူအပြစ်ရဆဲထားတဲ့ဂါဇာဒေသကနောက်ဆုံးအခြေအနေအကြောင်းအပါအဝင် နောက်ဆုံးရကမ္ဘာသင်းတွေတင်ဆက်ပေးမှာပါရှင်။ ရက်ဆဲထားတဲ့ဂါဇာဒေသမှာတချို့နေရာတွေကနေအစ္စရေးတပ်ဖွဲ့ဝင်စုတ်ခွာသွားခဲ့ပြီးကေဇယ်ရေးဝန်ထမ်းတွေကအဖြစ်စည်းပုံတွေအောက်ကနေလူသေအလောင်းတွေဆွဲထုတ်နေကြပါတယ်။ဂါဇာဒေသမြောက်ပိုင်းစီခမန်းခြေပါလက်စတိုင်းလူမျိုး2သိန်းလောက်ပြန်သွားခဲ့ကြပြီဖြစ်ပါတယ်။အဲဒီမှာဟာမတ်စ်နဲ့အစ္စရေးစစ်တပ်အကြားနှစ်နှစ်ကြာတိုက်ခိုက်မှုတွေတွင်နေအိမ်အများပြားထိခိုက်ပျက်စီးခဲ့ရပါတယ်။ကေဇယ်ရေးအေဂျင်စီတွေကကေဇယ်ရေးထောက်ပံ့ပစ္စည်းတွေကိုထရက်ကားရာပေါင်းများစွာနဲ့ပို့ဆောင်မှုအသင့်ဖြစ်နေကြပြီလို့ပြောပါတယ်။ နောက်တစ်ဆင့်ကတော့ Hamas တို့ဘက်ကကြံရှိနေသေးတဲ့ Israel တစားကန်တွေကိုပြန်လွှတ်ပေးရမှာဖြစ်ပြီး Israel ဘက်ကလည်း Palestine အကျဉ်းသားရာပေါင်းများစွာကိုပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ Gaza စစ်ပွဲကြီးအစပြုဖြစ်ပေါ်လာစေတဲ့ Hamas ဥဆောင်တဲ့စီးနင်းတိုက်ခိုက်ခဲ့မှုအတွင်းအသက်ရှင်လွတ်မြောက်ခဲ့သူတွေကတူဟာဒီတိုက်ခိုက်မှုနှစ်နှစ်မြောက်နှစ်ပတ်လည်နေ့အပြီးရပိုင်းကြာမှာပဲကိုကိုကိုအဆုံးစီရင်သွားခဲ့ပါတယ်။ရိုရီရှာလက်ပြအလောင်းကိုနေတညာမြို့နာကမိလောင်ကျွမ်းနေတဲ့ကာတဆင်းထဲမှာတွေ့ခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်နှစ်အောက်တိုဘာလ9ရက်နေ့ကနိုဗာဂီတပွဲတော်မှာဟာမတ်စ်တို့စီးနှင်းတိုက်ခိုက်ခဲ့ချိန်မှာရိုယေရှာလက်ပြဲကျောကိုတနက်နေ့ပြစ်ခတ်ခဲ့ရပေမဲ့အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်သူ့ရဲ့လက်တွဲပေါ် Marble Adam နဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းတူကတော့သေဆုံးခဲ့ပါတယ်။တိုက်ခိုက်မှုဖြစ်ပြီးသတင်းတပတ်အကြာမှာရိုယေရှာလက်ပြဲမိခင်ဖြစ်သူလဲကိုကုတ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်ရှင်။ လက်ဗနွန်နိုင်ငံတောင်ပိုင်းကအရက်ဖက်အဆောက်အုံတွေအပေါ်အစ္စရေးကမနစ်ညကတိုက်ခိုက်ခဲ့မှုဟာရုံမာတဲ့ရန်လိုမှုဖြစ်တယ်ဆိုပြီးလက်ဗနွန်သမ္မတဂျိုးဆက်အာဝါရှုတ်ချပြောဆိုလိုက်ပါတယ်။အယ်မဆေလာမျိုးကစစ်ရန်ရာကြီးတွေထုတ်လုပ်တဲ့စစ်ရုံတွေအပေါ်အစ္စရေးစစ်လေယာဉ်တွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့မှုအတွင်းလူသေဦးသေဆုံးခဲ့ပြီးခုနှစ်ဦးထဏ်ရန်ရခဲ့တယ်လို့လက်ဗနွန်ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။မြေထိုးဆက်တွေမြေတူးဆက်တွေအပါအဝင်အကြီးစားစစ်ရန်ရာမော်တော်ယာဉ် 300လောက်ပျက်စီးသွားခဲ့ပါတယ်။အစ္စရေးစစ်တပ်ကတော့ Hezbollah အချမ်းဖက်သမားတွေရဲ့အခြေခံအဆောက်အုံတွေကိုသူတို့တိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်ရှင်။မြန်မာသတင်းတပုတ်ကိုပြောရရင်အာဆီယံပုံသဘောတူညီချက်တွေအောက်မှာစစ်တပ်ကရွေးကောက်ပွဲကျင်းပခွင့်မရှိနေကြောင်းအပါအဝင်အရေးယူဆောင်ရွက်တဲ့အချက်၅ချက်ကိုတော်လှန်ရေးအဖွဲ့20ကပူးပေါင်းတောင်းဆိုလိုက်ပါတယ်။အကြမ်းဖက်မှုကျူးလွန်နေတဲ့အပေါ်နှုတ်ဆက်နေရာတွေရပ်တန့်ဖို့ သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ဆိုတဲ့အချက်တွေကိုဒီကနေ့အောက်တိုဘာလ17ရက်နေ့ထုတ်ထုတ်ပြန်စာမှာဖော်ပြထားပါတယ်။ဒီထုတ်ပြန်ချက်ကိုအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါဝင် K အမျိုးသားစီယုံ KNU KNEP ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ချင်းမြူတာတက်ဦး CNF စတဲ့အဖွဲ့တွေပါဝင်အဖွဲ့20ကပူးပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံအနေနဲ့ ဒေတာရင်းညဉ့်ညဉ့်ရင်းနဲ့တရားမျှတရေးအတွက်ဆောက်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းနဲ့အရက်သားတွေပေါ်ကြမ်းဖက်တာတွေရပ်တန့်ဖို့ Federal Democratic အနာဂတ်ဖန်တီးဖို့အတွက်နိုင်ငံတကာကကူညီဖို့ကိုလည်းထည့်ပြောသွားပါတယ်။မလေးရှားနိုင်ငံကမြန်မာအကြက်တဲဖြည့်ရှင်းဖို့ဆိုပြီးမလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကိုအောက်တိုဘာလ10ရက်နေ့မှာနေပြည်တော်ကိုဆေလွတ်ခဲ့ပြီးစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါသေးတယ်ရှင်။ ိန္ဒိယနိုင်ငံမှာရောက်ရှိနေတဲ့တာလီဘန်နိုင်ငံသားရေးဝန်ကြီးအာမီယာခမ်မူတကီရဲ့သတင်းစာရှင်းလင်းပွဲမှာအမျိုးသမီးသတင်းတောက်တွေတက်ရောက်ခွင့်မပြုဘဲခြံလှက်ထားခဲ့တဲ့အတွက်အခြေတင်အငင်းပွားစရာတွေဖြစ်ခဲ့ပါတယ်။အဓိကအတိုက်ခံကောင်းဆောင်ရာဟုဂန္ဒီကအိန္ဒိယအမျိုးသမီးတွေမှာဘယ်နေရာမဆိုဒန်းတူညီမြပါဝင်ခွင့်ရှိတယ်လို့ပြောကြားခဲ့ပြီးဒီကိစ္စအပေါ်ဆိုရကရေငုံနှုတ်ဆိတ်နေနေတဲ့အတွက်ဝေဖန်ပြောဆိုလိုက်ပါတယ်။ ောက်ချနေတော့ငါမစ္စတာမူဂါကီကအိန္ဒိယသတင်းမီဒီယာလောကကအမျိုးသားသတင်းတောက်အုပ်စုတစုကိုရွေးဖိတ်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီးအိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကဒယ်လီမြို့အာဖဂန်တိုင်ယုံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသူတို့ပါဝင်ပတ်သက်ခဲ့မှုမရှိဘူးလို့ပြောပါတယ်။အဲ့ဒီပွဲတွေနိုင်ငံကြားသတင်းထောက်တွေနဲ့အမျိုးသမီးသတင်းထောက်တွေကိုအဝင်မခံခဲ့ပါဘူးအဲ့ဒီသတင်းစာရှင်းလင်းပွဲတက်ခဲ့ကြတဲ့အမျိုးသားသတင်းထောက်တွေအနေနဲ့ ီပွဲကိုမတက်ဖဲတပိတ်မှောက်တင်ခဲ့တယ်လို့နိုင်ငံရေးသမားတချို့ကပြောပါတယ်ရှင်။ American သမ္မတ Trump ကတရုတ်ကတင်ပို့တဲ့ကုန်ပစ္စည်းတွေပေါ်နောက်ထပ် တရားရဂိုင်နှုတ်ခွန်ထက်ဆောင်ချမှတ်မယ်လို့ချင်းချောက်ပြောဆိုနေတဲ့အတွက်ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံကြီးနှစ်ခုကြားကုန်သွယ်ရေးစစ်ပွဲတစ်ခုဖြစ်လာနိုင်တယ်ဆိုရယ်ဆိုရည်မှုတွေပြန်လည်ထွက်ပေါ်လာနေပါတယ်။မြေရှားတပ်တုတင်ပို့မှုတွေအပေါ်တရုတ်ကကန့်သတ်မှုသစ်တွေထုတ်ပြန်လိုက်တာပေါ်သူ့အနေနဲ့တုံ့ပြန်မှုလုပ်တာလို့မစ္စတာထရမ့်ကပြောပါတယ်။မြေရှားတပ်တုတွေဟာ မော်တော်ကားတွေ smart phone တွေကအစစစ်ဖက်ဆိုင်ရာ hardware တွေအတွက်အစ်မြင့်ဤပညာပစ္စည်းတွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်။ကမ္ဘာမြေရှားတတ်တူပြုံးမှုရဲ့90ရာခိုင်နှုန်းကိုတရုတ်ကထိန်းချုပ်ထားတာပါရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV Season ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုပဲနေရာပဲရောက်နေနေ BBC Season တွေကအလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။သောတာရှင်များရှင်စစ်တပ်ကတိုက်ပွဲဖြစ်ရာအညာဒေသကနေရာအများစုမှာစက်တက်လေတီပါရာမော်တာဂျိုင်ရိုကော့ပတာစတဲ့စက်တက်လေတီလို့ ပြန်တန်းလို့ရတဲ့အရာတွေနဲ့ဘုံကျဲချတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်လာလို့လူထိခိုက်ဒေဆုံးမှုတွေများပြားရှိလာနေပါတယ်။ဒီအကြောင်းကိုတန့်စင်ကပြောပြမှာပါ။2024ခုနှစ်ကစပြီးတွင်တွင်ကျဲကျဲအသုံးပြုလာတဲ့ စစ်တပ်ရဲ့စစ်တပ်လေထီပါရာမော်တာတွေကိုတိုက်ပွဲတွေပြင်းထန်တဲ့သခိုင်းမန္တလေးမကွေးပဲခူးတိုင်းအနောက်ချမ်းအေယာဝတီတိုင်းနဲ့သခိုင်းပြည်နယ်အဆက်တွေမှာပါအုံုံပြုတိုက်ခိုက်လေးရှိတယ်လို့စီရေးအကဲခတ်တွေကဆိုပါတယ်စီဒီယမ်အရာရှိတွေကတော့စစ်တပ်ဟာလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေရဲ့ကုန်ကျစရိတ်တွေကိုရှော့ချနိုင်ဖို့ပါရာမော်တာနဲ့ဂျိုင်ရိုကော်ပတာတွေကိုအုံုံပြုလာတယ်လို့ဆိုကြပါတယ်ပြီးခဲ့တဲ့သတင်းကြော်လာပြည်နေ့ကလည်းချောင်းဦးမြို့နယ်ဘုံတိုရွာကမီထွန်းပွဲနဲ့ဆေးရနာရှင်စန့်ကျင်ရေးတပိတ်ကိုပါရာမော်တာနဲ့ဘုံ ကျဲတိုက်ခိုက်ခဲ့လို့လူ20ကျော်သေဆုံးခဲ့ပြီး40ကျော်ဒဏ်ရာရခဲ့ပါတယ်။တော်လန်ရေးတပ်တွေအနေနဲ့ပရာမော်တာတွေနဲ့ဂျိုင်းရိုကော့ပတာတွေရဲ့ချင်းချောက်မှုကိုဘလို့ကာကွယ်တင့်ပါလဲ။ စီဒီအမ်ဘုံမှုနောင်ယူပြောတာကစစ်တပ်ကလည်းသူကဒီပါရမော်တာအုံမြူတွေအတွေ့အကြုံတွေအများကြီးရလာတယ်တိုက်ခိုက်မှုပုံစံတွေစစ်နည်းပြူဟာပုံစံတွေအများကြီးပြောင်းလဲလာတဲ့အခါမှာတော်ဝင်ကြီးတဲ့တော်လိုင်းအဖွဲ့အစည်းတွေမြေပြင်အဖွဲ့အစည်းတွေဟာစစ်ကောင်စီတပ်ကျင့်သုံးလာနေတဲ့ဒီပါရမော်တာတွေရဲ့တိုက်ခိုက်မှုပုံစံတွေသူ့ရဲ့ထိရောက်မှုပုံစံတွေသူ့ရဲ့အားသာချက်အားနည်းချက်တွေပြောင်းလဲကျင့်သုံးလာတဲ့စစ်နည်းပြူဟာပုံစံတွေအဓာရီကိုစစ်နည်းကြလေ့လာစောင့်ကြည့်သုံးသပ်ပြီးတော့မှဒီလေကြောင်းချင်းချက်ခံတဲ့နေရာတွေဒေသတွေကို အမြဲတမ်းအသိပညာသတင်းစကားဖြန့်ဝေဖို့လည်းလိုအပ်တယ်ပေါ့နော်တော်လန်ရေးတပ်တွေအနေနဲ့ပါရာမော်တာဂျိုင်းလိုကော်ပတာတွေအနိုင်ပြန်တန်းတဲ့အခါလက်နက်ငယ်တွေနဲ့တိုက်ခတ်ချင်းချောင်းနိုင်တယ်လို့ point 5စတဲ့နဲ့အပြင်အသေးခံ drone တွေနဲ့ပါတိုက်ခိုက်နိုင်တယ်လို့စီရီအကဲခတ်တွေကဆိုပါတယ် စစ်တပ်ဟာအခုနောက်ပိုင်းမှာစစ်တပ်လေထီးနဲ့ညပိုင်းတွေမှာပါဘုံကျဲတိုက်ခိုက်မှုတွေပိုလှုပ်ဆောင်နေတာကြောင့်အတန်သာကြားရပြီးမမြင်ရလို့မြေပြင်ကနေပစ်ချဖို့လည်းအခက်ခဲရှိနေတယ်လို့သတိကတော်လန်ရေးတပ်တချို့ကပြောပါတယ်တော်လန်ရေးတပ်တွေအနေနဲ့ပရာမော်တာတွေကိုဘာကြောင့်မခုခံနိုင်တာပါလဲရမမင်မြို့နယ်အခြေဆိုင်တော်လန်ရေးတပ်ဖွဲ့ဝင်တဦးပြောတာက ခုကံနိုင်မူလားဆိုတော့ပစ္စည်းချင်းတော့ခုကံနိုင်တာပေါ့ဗျာပါရမတာတွေမဟုတ်လေလာလဲရခုကပစ္စည်းကမရှိလားလို့ဒီကတော့ point five လောက်ရှင်ဥမာခုကံရလေပြည်သူတွေကနာအောင်ပါဗျဆက်ဘက်ကနေပြန်စဉ်းစားနေရတာမထီရောက်ဖက်နဲ့ပြင်ပြည်သူတွေပဲနာပါလိမ့်ကျလူဘက်ကနေစတက်ခါကြဥမာကျွန်တော်တို့နေမြေဘက်ဆိုရင်ဒါပြစ်ချလို့ရတဲ့အနေအထားမှအများကြီးရှိတယ်လက်ရှိအချိန်မှာလည်းမြေပြန့်ဒေတာကနေရာအများစုကိုစစ်တပ်ကစစ်တပ်လေထီပါရာမော်တာတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်တေဆုံးသူဦးရေမြင့်တက်လာနေပါတယ်ခင်ဗျာ။ တောတရှိများရှင်အရခတ်တက်တော် AA ကမြို့နယ်ပေါင်း14ခုကိုတင်ပိုက်ထားတာတစ်နှစ်ကျော်ကြာလာချိန်မှာအခုရပိုင်းတွင်ရခိုင်တောင်ပိုင်းဒေသတန်တွင်းနယ်ကွာမြို့နယ်တွင်စစ်တပ်ကရေပြင်ကနေရောဝေဟင်ကနေပါတိုက်ခိုက်တာတွေရှိလာနေပါတယ်ဒေသခံတွေအနေနဲ့စီးရီးသတိရှိကြဖို့ AA ကအသိပေးထုတ်ပြန်ထားပါတယ်ဒီကြောင့်မနှင်းမို့ကပြောပြမှာပါ စစ်တပ်ဟာဒေတာရင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ရေးပြတ်မှမဟုတ်တဲ့အရတားတွေကိုဥတီတိုက်ခိုက်မှုတွေအ धिक လှုပ်ဆောင်နေတယ်လို့အေအေဘက်ကဆွဆွဲပါတယ်။အေအေသိမ့်ပိုက်ထားတဲ့မြို့တွေတဲကကွာတန်တွဲတောင်ကုတ်အမ်းမြို့နယ်တွေမှာရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကော်မရှင်ကကြေညာထားတာပါ။လက်ရှိမှာအဲ့ဒီမျိုးနယ်တွေကိုစစ်ကော်မရှင်ဘက်ကလေကြောင်းဘုံကျဲတာတွေအပြင်ရေပြင်ဆိုးမှုမှုစစ်ရေးပြင်ဆင်မှုတွေရှိလာနေတယ်လို့ဒေသခံတွေကရောအေအေဘက်ကပါပြောဆိုလာပါတယ် ဒေတာခန့်တွေအနေနဲ့ဘလို့စိုးရိမ်မှုတွေရှိနေကြပါလဲ။အဲ့ဒီအကြောင်းတောင်ကုတ်ဒေတာခန့်တို့ရဲ့ပြောပြချက်ကိုလုံခြုံရေးအရာအတန်အစားထိုးဖတ်ပေးထားပါတယ်။စီးရင်ပြင်းမဲ့ရလို့တော့မဟုတ်ဘူး။အရသာတွေအနေထိုင်ရာမြို့ရော်တွေကိုပြစ်တာရှိတယ်။အထူးသဖြင့်ညဘက်လူအိမ်မောကျနေတဲ့အချိန်တွေမှာလီရင်နဲ့လာကျဲတာမျိုးတွေလုပ်တယ်။ရွေးကောက်ပွဲလုပ်ဖို့အတွက်စီးရင်အရာရှင်းလျှောက်တာတွေရှိလာနိုင်တယ်။ပင်လယ်နဲ့နေတဲ့တန်ရွေးတို့ဆိုလို့ရှိရင်ဝင်းရင်ကိုလည်းကြောက်ရတယ်လို့ရေပြင်ကိုလည်းကြောက်ရတဲ့အနေအထားမှာရှိတယ်။ အောက်တိုဘာ၁၀ရက်မနေ့ကဆိုရင် Wine 12 Wine 8လေးရင်တွေနဲ့၄နိုင်ခန့်အကြာတန်တွဲနဲ့ဂွားမျိုးတွေပေါ်မှာလေးရင်တွေအဆက်မပြတ်ပြန်ဝဲနေခဲ့တယ်လို့ AA ဘက်ကထုတ်ပြန်ထားပါတယ်။တန်တွဲနဲ့ဂွားမျိုးနယ်တွေအတွင်းဘင်္ဂလားပင်လယ်ပြင်မှာစစ်တပ်ရဲ့ Navy စစ်သင်းမော်တွေအခုရက်ပိုင်းအတွင်းတိုးချဲ့နေရာယူထားပြီးအရက်သားတွေနေထိုင်တဲ့ကျေးရွာတွေကိုပိတ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်ရဲ့ထိုးစစ်တွေနဲ့ပတ်သက်လို့ 诶诶，是诶、欸欸欸，你是读到标那个？这个你想说一下嘞，所以说有些呃，因为本地嘛，所以说一些啊，施工这个市政府的开发企业企业，一般是有些确实是老企业，也开得对，还有啊，一些老企业哦，有那些厂，也开得蛮好，都挺不错的。 အာရီယန်ဂူလနာရှိခံပြရှိတယ်စစ်ကော်မရှင်တပ်တွေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကြားအပြန်အလှန်ထိုးစစ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပေမဲ့အခုလ15ရက်နေ့မှာကြာရောက်မဲ့အပြစ်ခတ်ရစဲရေးစာချုပ်နှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်ဖို့လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရောလက်မှတ်မထိုးထားတဲ့အဖွဲ့တွေကပါဖိတ်ခေါ်ထားတယ်လို့အော်တိုဘာ10ရက်နေ့ကရောက်ရှိလာခဲ့တဲ့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်နဲ့တွေ့ဆုံတဲ့အချိန်မှာ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့တဲ့အကြောင်းသိရပါတယ်ရှင်။တခါမြန်မာပြည်အထက်ပိုင်းကိုသွားတဲ့မန္တလေးမဒရာလန်းနဲ့ခီးသွားလာမှုများတဲ့ကြောက်ပန်းညောင်လမ်းမကြီးတွေကိုအလုံးစုံနဲ့မြေဆုံမှုမှုရဖို့စစ်တပ်ကစစ်ကြောင်းထူတာတွေနေစဉ်ဆိုသလိုလုပ်နေတယ်လို့ဒေသခံနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။မဆန္ဒဝင်းကစူးစီးပြောပြမှာပါ။ မနေ့တိုင်းအတွင်းကညောင်ဦးကြောင်ဂရောင်ကားလမ်းပိုင်းကိုအသုံးပြုသူတိုင်းဟာည7:00နာရီကနေမနက်9:00နာရီအတွင်းရင်းနှွေးဖြတ်သွားချိန်မှာမှန်ချဖို့အရှိန်ပြင်းပြင်းမမောင်းမို့ NUG လက်အောက်ကညောင်ဦးပြည်သူကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အဲ့ဒီလက်မကြီးကိုစစ်ကောင်စီကထိန်းချုပ်ထားပေမဲ့လက်မကြီးဘေးတစ်ဖက်တစ်ချက်ကြေးရွာတချို့မှာလည်းဒေသကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။လက်မကြီးဘေးဝဲရွာကကြေးရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးတာနေအိမ်တချို့ကိုမီးရှို့တာတွေရှိတယ်လို့ဆိုပါတယ်။ က်ရှိမှာလဲကြောက်ဘရောင်းညောင်ဦးကာလန်းမြောက်ချမ်းကကဏီပေါက် ဂျိုးကန်ကြေးရွာတွေကိုစစ်ကြောင်းထိုးနေလို့ဒေသခံပေါင်းထောင်ချီထွက်ပြေးနေရပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့ညောင်ဦးမြို့နယ်ကာကွယ်ရေးအဖွဲ့ဦးဆောင်သူပြောတာကဒီကြီးကြောင်းမရတာပဲတူပါတယ်ဆိုကျွန်တော်ကတခါရဲစာထုတ်ပြန်ပြီးတော့ခါကြဘုံတော့ရင်းတော့ကတော့ကျွန်တော်ဒင်းချမတိုင်ခင်ကထုတ်ပြန်ပြီးတော့ကျွန်တော်ဒီလူမဲ့တွေ့ပြီးတော့ကြာတော့အချင်းရွှေ့တာဗျ။တော်ပေါင်းညောင်ပြန်အဓိကစစ်ကောင်စီနဲ့လက်ရှိကျွန်တော်ဒီပခုတ်ကူဘက်ကိုတက်ကူပို့တာလေကျွန်တော်မြင်းညာတောင်သာနထိုးဘက်ကိုတက်ကူပို့ရတာကကျွန်တော်ဒီကြောင်းပေါင်းညောင်ပြန်အဓိကတုံးပြီးတော့ပို့နေတာ။အဓိကညောင်ညောင်မြို့နဲ့ချက်ချောက်ရေးတက်တာအိုင်းနဲ့အဓိကရေးပါတယ် အလားတူမန္တလေးတိုင်းမတရားလမ်းပိုင်းကိုတော့စစ်တပ်ကဒီအပိုင်းအတွင်းမှာထိမ့်ချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မန္တလေးပြည်သူကောက်ွယ်ရေးတပ်ထိမ့်ချုပ်ထားတဲ့စင်ကူးမြို့နယ်နဲ့မတရားတပိတ်ချင်းမြို့နယ်အဆက်တွေမှာစစ်တပ်ကအလုံးစုံမထိမ့်ချုပ်နိုင်သေးလို့လက်ရှိမှာမန္တလေးမတရားလမ်းမကြီးကိုစစ်တပ်ကကားတွေဖြတ်တန်းသွားလာခွင့်မပြုသေးပါဘူး။မတရားမြို့နယ်အနောက်ခြမ်းအရှေ့ခြမ်းနဲ့မြောက်ဖက်ခြမ်းတွေကကျေးရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေဇက်တိုက်ရှိနေလို့စစ်ရှောင်ပြည်သူတွေပုံများလာတယ်လို့ဒေသခံတွေ ွေကပြောပါတယ်ဒီအခြေအနေနဲ့ပတ်သက်လို့ဒေသခံတယောက်ကအခုလိုရှင်းပြပါတယ်ခြေရွာရရင်တရွာတို့ရေကောက်ဘွက်တဆင်းပြင်းနေဆိုတော့အဲ့လိုစစ်ကြောင်းပုံမှန်မျိုးနဲ့တော့ထိုးတယ်နောက်ကျတော့သူတို့ထိုးတဲ့စစ်ကြောင်းကဒီနယ်ဒီမှာလေးရင်နဲ့ဘုံကျဲရွာတွေကိုလက်လက်ကြီးနေဖြစ်တော့ရွာလူရွာသားတွေကမနေရင်တော့မြို့ပေါ်ဆက်ပြေးကုန်ရရောစိုက်တွေကမဲခင်းရင်တို့တက်ပြေးကြတာလောက်ဖြစ်သွားတာသူတို့ကလမ်းမကြီးပဲထိန်းချုပ်လို့ရတယ်ကျန်တဲ့နေရာတွေကကျတော့လမ်းမှာ PDF ဖွဲ့ရလို့ရှိတယ်လေဒီဒီလူနဲ့ထင်းရောက်ထင်းမလောက်ပြီးသူတို့ဂိတ်တွေပါတွေဝင်မှာသူတို့ကြောက်လို့ဖွင့်လို့ပြန်စစ်တပ်ဟာရွေးကောက်ပွဲပြုလုပ်မဲ့ဒ ဒေသတွေမှာအလုံးစုံနည်းမြေစုမုံမှုရဖို့မန္တလေးတိုင်းမှာသာမကပြိပခါတွေရှိနေတဲ့ဆိုင်ချင်းဆက်လမ်းမကြီးတွေရဲ့လမ်းဘေးဝဲရာတွေမှာအင်အားသုံးပြီးစစ်ကြောင်းထိုးတာတွေဇက်တိုက်ဆိုသလိုပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ BBC မြန်မာပိုင်းရဲ့ရေဒီယိုအစီအစဉ်ကိုည၈နာရီကနေ၈နာရီ15မိနစ်ထိလိုင်းဒိုမီတာ16 kHz 10915လိုင်းဒိုမီတာ19 kHz 15325တို့ကနေဖမ်းယူနားဆင်နိုင်ကြပါတယ်။စနေညပိုင်း BBC အစီအစဉ်ဒီမှလည်းပြန်ဆုံပါပြီ။ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။